အဲ့တော့လူတော်တော်များများမေးကြတယ်အမေးအများဆုံးဖြစ်တဲ့မေးခွန်းတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်မေးကြတယ်ကိုကြီး Facebook ကနေပြီးတော့ဝင်ဝေရအောင်ဒီစီရ stack up ပွင့်အောင်ဘယ်လိုလုပ်ရလဲလို့မေးလာတဲ့အခါမှာကျွန်တော်လူတိုင်းကိုပြန့်ဖြေတာဒီ Facebook ကပြောထားတဲ့အတိုင်းပဲမင်းတို့အကောင်ဆုံးလုံး content ပိုပိုင် only လုပ်ပါလို့ကျွန်တော်ပြောထားတာ ဖြစ်တဲ့အတွက်ကျွန်တော်တွေက ပုံပိုင်းအုံကြီးခွန်းထန့်ကိုလှုပ်ဖို့အတွက်ကိုကျွန်တော်ပြောတယ်နော်အဲ့လိုမျိုးပြောတဲ့အခါမှာသူတို့ဘာပြန်ပြီးတော့မေးလဲဆိုလို့ချင်းအများဆုံးက TikTok ကဆော့ထားတဲ့ဗီဒီယိုတွေကိုပြန်ပြီးတော့တင်လို့မရဘူးလားပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့မေးလာကြတယ်အဲ့တော့ TikTok ကဗီဒီယိုတွေကိုဖိဖို့မှတင်ပြီးတော့ဝင်ဝင်ရှာလို့ရလားမရလားဆိုတာကိုကျွန်တော်ပြောပြပေးမှဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ TikTok ကနေပြီးတော့ TikTok မှာဆော့ထားတဲ့ဗီဒီယိုတွေကိုကျုံတွေ Facebook မှာပြန်ပြီးတော့တင်တာမျိုး YouTube မှာပြန်ပြီးတော့တင်တာမျိုးလုပ်ပြီးတော့ဝင်ဝင်ချမယ်ဆိုလို့ရှင်မရဘူးမဟုတ်ဘူးရပါတယ်ဘယ်လိုမျိုးရတာလဲဆိုလို့ရှင်ကျွန်တော်တို့အခုလိုမျိုးဒါကိုပိုင်ဟာကိုပိုင်အတန်ကိုပိုင်ပေါ့နော် content ဖန်တီးတဲ့သူတွေဆိုလို့ရှင်ကျွန်တော်တို့ဒီပိုပဲ platform မှာပဲဖြစ်ဖြစ်ကျုံတွေ TikTok ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်ကျောင်းကြီးဟလာ Facebook ပဲဖြစ်ဖြစ်အခုကျောင်းနောက်ထပ်ထပ်ပြီးတော့ဟလာပေါ်နေတဲ့ Wave ပေါ့နော်ကျွန်တော်အဲ့ဒါမှာပဲအဲ့ဒီ platform တွေမှာပဲဖြစ်ဖြစ်ကျွန်တော် အားလုံးတင်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့က TikTok မှာကိုကအဲ့တူများရဲ့တခြင်းတွေ နောက်ခံ music တွေကိုတုံးပြီးတော့ကထားတာတွေဆိုထားတာတွေဟလာဆော့ထားတာတွေဆိုလို့ချင်းကျွန်တို့တွေဘယ် platform မှာမှတင်လို့မရပါဘူးအဲဖေးဖို့မှာမှမဟုတ်ကျွန်တော်ဘယ် platform မှာမှတင်လို့မရဘူးအဲ့လိုမျိုးတင်နေဆိုလို့ချင်းတစ်ခါမဟုတ်တစ်ခါကျွန်တို့တွေညှိမှသိကြတယ်ပေါ့နော်အခုမညှိရင်တော့မှတော်ကြနေကျွန်တော်ညှိမှဖြစ်ပါတယ်ဘာလို့လဲဆိုတော့ Facebook ကပြောထားတာဒီလုံးဝကျိုးတွေသူများရဲ့ music ကိုမတုံးရဘူးသူများရဲ့ video လုံးဝမတုံးရဘူးလို့ပြောတာဖြစ်တဲ့အတွက်ဟာကွန်ထက်ကိုပိုင်အုံးကြီးကိုတုံးရမယ်လို့ပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့လေတုံးလို့မရပါဘူးเนาะအဲ့တော့ music ကိုတုံးနေတဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်ကနီလန်းနှစ်မျိုးပဲရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုပိုင်တီးခတ်ထားတဲ့ music ပေါ့เนาะအဲ့လို music ကျွန်တော်တို့တုံးလို့ရမယ်ဒါမှမဟုတ်ဘူးဆိုလဲကျွန်တော်တို့ကဝယ်တုံးတယ် music ပေါ့နော်ဒီလိုမျိုးတွေကြောင့်ဒီအသုံးပြုခွင့်ရှိပါတယ်အဲ့တော့ TikTok Short က sorry TikTok က video တွေကိုအသုံးပြုမယ်ပေါ့နော်ရလားမရလားဆိုလို့အမေဘုံကိုကျွန်တော် ပြန်ပြီးတော့ဖြည့်ပေးလိုက်ပြီးဖြစ်ပါတယ် TikTok က video တွေကိုတင်မယ်ဆိုလို့ရှင်အခုလိုမျိုးကိုပိုင်ဟန်ကိုပိုင်အတန်နဲ့ဟာလို့ဆိုလို့ရှင်ဘယ် platform မှာတင်တယ်တင်လို့ရတယ်ဝင်ဝေးချခွင့်ရှိတယ် အဲ့တော့သူများဟလာထွန်းဖြစ်ထားတဲ့ဗီဒီယိုတွေထွန်းဖြစ်ထားတဲ့အချင်းတွေကိုယူသုံးပြီးတော့စော်တာကားတာဟလာအဲ့လိုမျိုးလုပ်ထားတဲ့ဟာတွေဆိုလို့ရှိရင်တော့ကျွန်တော်လုံးဝမရပါဘူးကျွန်တော်ထပ်ပြီးတော့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပြီးသားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာတွေပြည့်ကျင်လဲဆိုတာအောက်ကပုံမှန်လေးမှာရေးပေးခဲ့လို့ရပါတယ်ခင်ဗျာ